အားလုံးပဲမင်္ဂလာပါရှင်မြန်မာနဝချန်နယ်ရနေပရိသတ်တွေကိုနှွေးထွေးစွာနဲ့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီ channel လေးကနေပြီးတော့ပရိသတ်များစိတ်ဝင်စားမဲ့ဇာတ်လမ်းကောင်းတွေကိုနေ့စဉ်တိဆက်ပေးနေတာဖြစ်တဲ့အတွက်ဒီကနေ့မှာပရိသတ်ကြီးနားဆင်ရမယ့်ဇာတ်လမ်းလေးကစာရေးဆရာအကားစော်ရေးသားထားတဲ့အဝိဇ္ဇာထော်တောင်းတဲ့မော်ဝင်ကျန်ဇာတ်လမ်းလေးကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်ဆရာမနိုင်နှစ်ဆောင်ပြိုင်ဆရာပြန်ပြေဖျားကလေးဆိုတဲ့စကားရှိတာနဲ့အညီ ဖះကလေးရွာမှာအဲ့ဒီအချိန်တော့မော်အတက်စိုးအတက်လိုက်စားတဲ့သူတွေအတော်အတန်ပေါများခဲ့ပါတယ်။အဲ့ဒီရွာကိုရောက်လာတဲ့ဆရာတွေပြန်ပြေးရတဲ့အထိဖះကလေးရွာမှာမော်ပညာရှင်တွေလက်ဆောင်ထပ်ခဲ့ကြတယ်။အဲ့ဒီပညာသည်တွေထဲမှာတော့ဒေါ်မဲကထစ်ဆုံးကရက်တည်နေလေတယ်။ပညာသည်များလာတဲ့ဖះကလေးရွာမှာဒေါ်မဲကိုရှင်ပြန်နိုင်သူမရှိဒေါ်မဲကဖះကလေးရွာရဲ့အနောက်ဘက်မှာရှိတဲ့ထမ်းမြင့်တွေပောက်ရောက်နေတဲ့ကုန်းကလေးတစ်ခုပေါ်မှာ ထန်းထန်းလေးတစ်ခုထိုးပြီးတော့တူးတဲ့နေထိုင်နေတယ်။ယခုလိုလာတာညအချိန်ခါမျိုးမှာတော့ဒေါ်မဲတယောက်လာရအောင်မှဆက်ဖို့လို့ရှိတယ်။ဒါပေမဲ့အမှန်စင်စစ်အဖြစ်တာမန်ဆက်ဖို့နေခြင်းမျိုးမဟုတ်ပဲမော်ဆေးတောက်နေဖန်တီးဖို့အတွက်လာရောင်ရဲ့ဆွဲအိတ်တောက်ကိုယူလို့ဆေးတွေကိုမောင်းဆောင်တွေထဲကထောင်းဝင်နေခြင်းဖြစ်ပါတယ်။ဒေါ်မဲထောင်းနေမွန်ရိုးရာတချင်းကြီးတပုတ်ကိုဆွဆွငင်ငင်တီးဆိုလို့တော့တချင်းရဲ့ဆိုတာကထမ်းမင်ကုန်းကလေးတဝိုက်မှာကြဲလောင်စွာနဲ့ထွက်ပေါ်နေလေတယ် ဒီကရသေးကြီးတူကထမင်ကုန်းကလေးစီကို တလန်းချင်းရှောက်လန်းလာခဲ့တယ်။ရသေးကြီးကထောက်ချအဆုပ်ကြီးတစ်ခုကိုစောင်းထားပြီးသင်္ကန်းအနက်ကြီးတစ်ထည့်ကိုဖို့ရို့ဖားရဝတ်ဆင်ထားလိုက်တယ်။လက်တစ်ဖက်မှာလည်းတောင်းဝေးတစ်ချောင်းကိုကန်ဆဲထားသေးတယ်။ရသေးကအသက်တိတ်ကြီးပုံမရသေးပဲအသက်40ခန်းသာရှိလောက်မယ်ထင်ရတယ်။ရသေးကြီးကထမင်ကုန်းကိုတစ်ချက်ကြည့်လို့အကဲခတ်လိုက်တယ်။ထမင်ကုန်းရဲ့ပက်ပက်လေးမှာထမင်တွေကခြံစည်းရိုးခတ်ထားသလိုတန်းစီပြီးပေါက်နေကြတယ်။ ရသေးကြီးကထမင်းတွေကိုဖြတ်ကျော်မလို့ခြေလန်းလှလိုက်တဲ့အချိန်ထမင်းတွေအပေါ်ကနေအနံ့အောင်အကောင်ကြီးတစ်ကောင်ကတရှဲရှဲအတန်ပြုလို့မြို့ဘုတ်ကိုတပုတ်ပုတ်နဲ့ခုန်ဆင်းလာလေတယ်။အနံ့အောင်မကောင်းစိုးဝါးကြီးတွေဟာအကောင်20လောက်ရှိပြီးနတ်မောင်နဲ့အမွေးမြင့်ကြီးတွေကတကောလုံးကိုဖုံအောင်လွှမ်းခြုံထားလေတယ်။အဲ့ဒီအကောင်ကြီးတွေကရသေးကြီးကိုအဆွေကြီးတွေဖျက်ပြလိုက်တတောင်ခန့်ရှိတဲ့ရှာကြီးတွေကိုထုတ်ပြလိုက်တဲ့အမျိုးမျိုးခြောက်လန့်နေတယ်ဆိုပေမဲ့ ်အသေးကြီးကတော့ကြောက်တဲ့အရေးရောမတွေ့ရအောင်မင်းတို့မနာချင်းဖဲ့ကြစမ်းရသေးကြီးကလေးသာခတ်မမှန်နဲ့ပြောဆိုလိုက်တယ်ဒါပေမဲ့လည်းမကောင်းဆိုးဝါးကြီးတွေကနောက်ဆုံးမသွားဘဲရသေးကြီးကိုဝင်းရံလိုက်ကြတယ်မင်းတို့ကနာချင်းနာအိုးကရတယ်လေနာချင်းနဲ့ဆိုရင်နာအောင်နာရနိုင်မယ်ရသေးကြီးကတောင်ဝဲကိုခြေထောက်နဲ့ခတ်တင်လိုက်လို့မကောင်းဆိုးဝါးကြီးတကောင်ရဲ့မျက်နှာကိုတောင်ဝဲကပွားရောက်ထိမှန်လိုက်တယ် မကောင်းဆိုဝကြီးကမျက်နှာကိုလက်နဲ့အုပ်ပြီးတအားအားနဲ့အော်ဟစ်လိုက်တယ်။ယသိကြီးကတောက်ဝဲကိုပြန်ဖမ်းလိုက်ပြီးအနည်းမှရှိတဲ့မကောင်းဆိုဝကြီးတွေကိုရက်နဲ့လိတော့တယ်။မကောင်းဆိုဝကြီးတွေကယသိကြီးကိုတတ်ခိုက်ကြပြန်တယ်။ဒါပေမဲ့ယသိကြီးရဲ့တောက်ဝဲရချက်ကအားပါလာတော့မကောင်းဆိုဝကြီးတွေကတောက်ဝဲနဲ့ထိတွေ့တဲ့အခါခဝဝဲစီလွတ်ထွက်ကုန်ကြတယ်။တချို့ကထမ်းမင်ကြီးတွေနဲ့တဝုံဝုံတိုက်ပြီးလဲကြကုန်တယ်။မိခါဟာဖျားကလေးရွာစီတစ်ခေါက်ရောက်ဖူးတဲ့အတွက် မှန်းဆလို့ပြက်သားလာခဲ့ရေးတိတ်မကြခဲ့အချိန်မှပဲထမ်းမင်ကုန်းကလေးတစ်ခုကိုတွေ့လိုက်ရလို့မြေပြင်ပေါ်ကိုစစ်တက်လာခဲ့တယ်။ဒီအခါရသေးကြီးနဲ့မကောင်းစွားကြီးတွေရဲ့တိုက်ပွဲကိုထမ်းမင်ပေါက်လေးတပည့်ရဲ့အနောက်ကနေပုံကွယ်ပြီးကြီးနေလိုက်တယ်။ရသေးကြီးကမကောင်းစွားကြီးတွေကိုတပုံးပုံးနဲ့ထုရနေတဲ့အတွက်မကောင်းစွားကြီးတွေဟာကြောက်အားလက်အားနဲ့ထမ်းမင်ကုန်းစီရနဲ့ချစ်ဦးတရာထွက်ပြေးကြလိမ့်တယ်။ရသေးကြီးကမကောင်းစွားကြီးတွေကိုကြည့်ပြီးအားရပါးရရီမောလိမ့်တယ်။ မင်းတို့လောနာနာဘဝအစ်စ်လောက်နဲ့ငါ့ကိုတမ်းပြလို့ရမယ်ထင်သလားကွာရသေးကြီးကထမ်းမိန်နှန်းကိုဖြတ်ကျော်ဖို့ပြင်ဆင်လိုက်တယ်ဒီအချိန်မှာပဲထမ်းမိန်အဘွားကအနီရောင်မီးလုံးကြီးတွေလဲလက်လာပြီးစဘာစိတ်တဲ့အနီရောင်ဆက်လက်နှက်တွေကိုရသေးကြီးစီပြစ်ခတ်ကြလိမ့်တယ်ရသေးကြီးကလဝါတစ်ဖက်ကိုဖြတ်ငါဆက်လက်နှက်တွေကိုအဲ့ဒီလဝါနဲ့ခံယူလိုက်တယ်လက်ဆက်သက်တော့မင်းကထောင်ချောက်တွေလဲထောင်ထားတော့ကိုကဝင်မရဲ့ရသေးကြီးက အဲ့ဒီလောက်ဝအတွင်းထဲမှာဆက်လက်နဲ့တွေကိုထမ်းမယ်ပေါ်စီပြန်လဲပြစ်တင်လိုက်တဲ့အခါထမ်းမယ်တွေရဲ့အပေါ်ကနေမီးလုံးကြီးတွေပြန်လဲထိမှလို့တဝဝုံနဲ့ပောက်ကွဲကထမ်းပင်ထမ်းရက်တွေထမ်းပင်ကအကန့်ခတ်တွေရောက်မြေပြင်ပေါ်ကိုပြန့်ကျဲကပြုတ်ကျလာခဲ့တယ်။ရသေးကြီးကထမ်းမယ်နှောင်းကိုဖြတ်ပြီးအတွင်းထဲစီကိုဆက်လက်ဝင်ရောက်ပါတယ်။မိခကလည်းရသေးကြီးအနောက်ကတစ်တဆိတ်လိုက်ပါလာခဲ့ပြီးတော့ထမ်းမင်တပည့်ရဲ့အနောက်ကွယ်မှာပုံအောင်လို့ချောင်းကျနေမိတယ်။ထမ်းမင်ကောင်းကလေးရဲ့အလဲမှာ ထက်လက်မိုးထက်လက်ကထားတဲ့တဲလီတလုံးရှိပြီးတော့တဲလီရဲ့အရှိမမိန်းမကြီးတယောက်ကမောင်းစုံကိုတခွက်ခွက်နဲ့ထောင်းနေတယ်တဲကလေးနဲ့ထမ်းမဲတန်းကအတော့ကိုကွာဝေးပြီးအလဲမှာရာခင်းလိုဆက်ခင်းတစ်ခုကခြားနာထားလိမ့်တယ်ရသေးကြီးကရာခင်းနဲ့စီကိုဝင်လိုက်ကလင်းငါလန့်လောင်လှမ်းလိုက်ပြီးတဲ့အချိန်အနောက်စီနောက်ပြန်ဂျွန်းနှစ်ပတ်ထိုးထက်လိုက်တယ်ဒီအချိန်ရသေးကြီးကယခင်ရက်နေတဲ့နေရာမှာဝုန်းကနေထပောက်ကွဲလိမ့်တယ်ပောက်ကွဲမှုကအတော့ကိုပြင်းထန်ပြီး မြေမုံတွေတော့ထန်တပြားအမျက်စီပြန်ကျဲတက်သွားတယ်။ရသေးကြီးဂျွန်ပြက်မြန်လို့သာမထိခိုက်သွားတာ။မားထုံးနေတဲ့အတော်ကြီးကလည်းသချင်းဆိုတော့မပြက်ဘူး။ရသေးကြီးကလည်းယာကင်းအဆက်မှရက်ပြီးယာကင်းကိုငင်းမော့ချစ်ရှုနေတယ်။ဒီအချိန်မှာပဲယာကင်းအတွင်းစိုက်ပျိုးထားတဲ့ဇပလင်းလိုအပင်တွေကမြေပေါ်ကိုကြွတ်တက်လာကြတယ်။အပင်တွေရဲ့အမြင့်နေရာမှာလူဦးကောင်းပြက်ကြီးတွေဖြစ်နေပြီးတော့အဲ့ဒီလူဦးကောင်းကြီးတွေရဲ့လယ်ဘေးမှာတော့ပင့်ကိုလက်တံလိုလက်တံတွေတိုးထွက်လာပြီးရသေးကြီးစီကိုပြေးဝင်လာခဲ့တယ်။ ယသိကြီးကလူဦးကောင်းကြီးတစ်ခုကိုဆက်လက်နဲ့တစ်ခုနဲ့ပြစ်ခတ်လိုက်တယ်။ယသိကြီးရဲ့ဆက်လက်နဲ့ကမိခါတို့အတုံးပြူတဲ့ဆက်လက်နဲ့နဲ့မတူပဲဆက်ကြပုံစံနဲ့ဖြစ်ကဝေးဝိုင်းလို့ပြတ်တန်းနေတယ်။ဆက်လက်နဲ့ထိမှသွားတဲ့လူဦးကောင်းကြီးကဝုန်းငနယ်ပောက်ခွဲပြတ်နေ။လူဦးကောင်းကြီးတွေကယသိကြီးစီကိုအပြေးလာကြတယ်။အဲ့ဒီလူဦးကောင်းကြီးတွေနဲ့ထိတွေ့မိရခင်ပောက်ခွဲမှုတွေလို့ဝုန်းငနယ်ပောက်ခွဲသွားနိုင်တယ်။ယသိကြီးကဂျွန်းထိုးလိုက်ခုံပေါက်လိုက်နဲ့ရှောင်ရှားနေရတယ်။ လူအုပ်ကောင်းကြီးတွေကလည်းလက်လွယ်တိုက်ခတ်ရကရက်တက်ပြီးတော့ယသိကြီးကိုဆက်လက်နဲ့တွေနဲ့ပြစ်ခတ်ပြန်တယ်။ယသိကြီးကသူဝေထားတဲ့သင်္ကန်းစာကြီးကိုဒိုင်းငါတပွဲဖြန့်လို့ကောက်ဝဲလိုက်တဲ့အခါဆက်လက်နဲ့တွေကယသိကြီးကိုမထိပဲသင်္ကန်းစာကြီးကိုသာထိမှန်ပြီးတော့ပြောက်ွယ်ကုန်တယ်။ယသိကြီးကအနောက်စီခြေနှလန်းလောက်ဆုပ်ပြီးတော့ခေါင်းပြက်ကြီးစီကိုပြေးဝင်သွားပြန်တယ်။ဦးကောင်းကြီးတွေစီကိုရောက်တဲ့အခါငယ်တဲ့ကိုတက်နေလို့ဦးကောင်းတလုံးကတလုံးစီကိုခုံပြန်ကြော်လွှားပြီးသွားလာနေတယ်။ဦးကောင်းတွေက ယသိကြီးရဲ့ခြေထောက်နဲ့အနင်းခံရတော့ခဏမျှတုံ့လောက်သွားပြီးနောက်တဝဝုံနဲ့ပောက်ကွဲကုန်တယ်။ရာခဲအတွင်ထဲမှာပောက်ကွဲမှုနဲ့ဇက်တိုက်ဖြစ်ပေါ်လာတဲ့အတွက်မြေစာတွေဟာမိုးကောင်းကင်ပေါ်စီကို ပြန့်ကျဲတက်သွားပြီးလက်နဲ့ကျဲချလိုက်သလိုတဝဝုံနဲ့ကျဆဲကုန်တယ်။အဲလိုနဲ့ယသိကြီးကရာခဲတစ်ဖက်စီကို ခြေချသွားနိုင်ခဲ့လေတယ်။မိခလည်းပောက်ခဲထွက်ရကကြည်ရိတ်ခဲ့တဲ့ဖုံမုတ်တဲမုတ်တွေကိုအကောက်ဝဲယူပြီးတော့ရာခင်းကိုဖြတ်ပြေးလိုက်တယ်။အဲနောက် ဂျာကင်းနဘေးမှာရှိတဲ့ခြုံမုတ်လေးတစ်ခုအတွင်းထဲကိုဝင်ရောက်ပုံအောင်နေလိုက်တယ်။ထန်းတယ်လေးအရှိမမောင်းထောင်းနေတဲ့အတော်ကြီးဟာရသေးကြီးနဲ့မျက်နှာချင်းဆိုင်ရက်တက်လိုက်တယ်။ရသေးကြီးကအတော်ကြီးကိုလက်ညှိုးထိုးပြီးတော့မင်းဟာကဝေမာကြီးမိမဲဆိုတာပဲဖြစ်ရမယ်။ဟုတ်တယ်။မိမဲဆိုတာကြောက်ပဲ။နမယမိမဲဆိုပေမဲ့အသားတော့မမဲပါလား။အသားမဲလို့မိမဲလို့ခေါ်တော့မှမဟုတ်တာ။ကြောက်တတ်တာအမှောင်အတက်အမှောင်ဆွဲအင်း ကြောက်တုံးတာအနဲ့အောင်ဆက်လက်နဲ့ဒါကြောင့်ကျုပ်ကိုလူတွေကမိမဲလို့ခေါ်ကြတာဒါနဲ့ညနေတကောင်ကြီးမိမသားတယောက်နေတဲ့အိမ်နဲ့ကျူးကျော်ဝင်ရောက်လာရအောင်ရှေ့ကဘလို့ရသေးလဲငါလားငါဖေးပြန်ရသေးလေဒေါ်မရမျက်ခုံးတစ်ဖက်ပိတ်ရင်ဖေးပြန်ရသေးတယ်လားလက်ဆက်သက်တော့ဆုံးနေကိုဝေရီကိုအရှင်းမထားပဲမြုပ်ဖြုတ်နေတာရှင့်ကိုဟုတ်တယ်မိမဲ အခုငါမင်းရောငရေပြေပို့ပေးဖို့အတွက်မင်းရဲ့အိမ်ရှိကိုရောက်လာခဲ့ပြီမင်းသာကြည်ကြည်နက်နက်နဲ့အခုကလေးကအရှုံးပေးအညက်ခံလိုက်မယ်ဆိုရင်မင်းရဲ့တေချေကနာကျင်မှုမရှိပဲခက်မြန်နေနဲ့ပြီးဆုံးသွားလိမ့်မယ်မင်းကငါ့ကိုခုခံမယ်ဆိုရင်တော့မင်းဟာဝေဒနာပေါင်း၁၆၀၀၀ခံစားရပြီးမှတေဆုံးသွားလိမ့်မယ်မင်းကြိုက်တာရွေးပြီးတော့ဟွတာကြီးအရှိမတေစကားတွေလာပြောနေတဲ့တေနာကောင်ရဲ့တေကိုတေမင်းနဲ့မိတ်ဆက်ပေးလိုက်စား ဒါမဲ့အဲ့ဒီလိုပြောတဲ့အခါမှာထန်တဲလေးကတဝဝုံနဲ့လှောက်ခါပြီးတော့အတွင်းထဲကနေအဖြူအားအကောင်ကြီးတစ်ကောင်ထွက်လာခဲ့တယ်။အဖြူအားအကောင်ကြီးကလူသားတဦးလိုခေါင်းလက်ခြေထောက်နဲ့ခမငါးပြားရှိတယ်ဆိုပေမဲ့လေသူ့ရဲ့အသားကြီးကမော်လုံးရီပေါ်လိုဖြူပွေးပြောင်ချောပြီးတော့လာရအောင်မှာဝင်းလက်တောက်ပနေတယ်။ရသေးကြီးကအဲ့ဒီအကောင်ကြီးကိုကြည့်ပြီးမိမဲရဲ့သားကမာပြူပြစ်နေပါလားကွ။ရသေးကြီးရီမောနေတဲ့အချိန်မှပဲ မောင်ဖြူကရတဲ့ကြီးကိုဝင်ရောက်တိုက်ခတ်လိုက်တယ်။သူ့ရဲ့လက်ကြီးနှစ်ဖက်ကရေပွဲလက်တံလုံးရှေ့မျောမျောကြီးဖြစ်နေပြီးတော့လှည့်ရိုက်တဲ့အခါမှာလည်းအလွန် အားပါလာတယ်။ဖယက်ပြန်ရတဲ့ကြီးကမောင်ဖြူရဲ့ရိုက်ချက်ကိုရင်းလိုက်နှွဲလိုက်နဲ့အသာကလေးရှောင်ရှားနေတယ်။တချီမှာတော့မောင်ဖြူကရတဲ့ကြီးကိုလက်ရှိကြီးနဲ့ဖျက်ရိုက်ထည့်လိုက်တဲ့အခါရတဲ့ကြီးကငုံရှောင်လိုက်တဲ့အတွက်အနောက်ကထမင်းကိုရိုက်မိပြီးထမင်းကြီးကဖြောင်းကနေကျိုးကျသွားလိမ့်တယ်။ တဖက်ရသေးကြီးကိုတခြားလက်တဖက်နဲ့ရိုက်ခတ်လိုက်တဲ့အခါမှာရသေးကြီးကလေပေါ်မှာဂျွန်းထိုးကရှောင်ရှားလိုက်ရင်မောင်ဖြူရဲ့လက်ပြပြကြီးအပေါ်မှာမတ်တက်ရက်လေတယ်။မောင်ဖြူကရသေးကြီးပြုတ်ကျသွားစေဖို့အတွက်လက်ကိုဝှေ့ရမ်းလိုက်တယ်ဆိုပေမဲ့ရသေးကြီးကကော်နက်ကတ်ထားတဲ့အလားတွေ့ကက်နေတော့မောင်ဖြူစိတ်တူသွားရတယ်။ဒါကြောင့်လဲနောက်လက်တဖက်နဲ့ရသေးကြီးကိုအုံမိုးကအာကုံရိုက်ချထည့်လိုက်တယ်။ရသေးကြီးကအဲ့ဒီရိုက်ချက်ကိုဘေးစီတွန်းထိုးကရှောင်ရှားလိုက်တဲ့အတွက်မောင်ဖြူကလက်နှစ်ဖက်အချင်းချင်းဖြန့်ကနေရမ်းမိပြီး အလွန်အမင်းနာကျင်သွားခဲ့တယ်။ယသိကြီးကမောင်ဖြူရဲ့ဦးကောင်းကိုလက်တစ်ဖက်နဲ့ဆဲကဒူးနဲ့ပြစ်တိုက်လိုက်တယ်။မောင်ဖြူဟာတစ်ချက်ထဲနဲ့ရိမ့်ရိုက်ထွက်သွားပြီးအနောက်ကိုလဲကျသွားကညစ်တက်သွားလိုတော့တယ်။မောင်ဖြူလဲသွားတဲ့အတွက်ဒေါ်မဲကအနေငယ်ဖြုံသွားတယ်။နေသားကလည်းတစ်ချက်ထဲနဲ့မှားယူသွားပါလားဟ။ယသိကြီးကရေကျဲကျဲနဲ့ပြောလာတဲ့အခါမှာတော့ဒေါ်မဲကမောင်ဆောင်ကြီးကိုချစ်တော့နဲ့ကပ်ပြီးယသိကြီးဘက်ကိုလှဲချလိုက်တယ်။ဒီကမောင်ဆောင်ကြီးအတွင်းထဲကနေ ဆက်လက်နဲ့အမျိုးမျိုးထွက်လာပြီးတော့ယသိကြီးကိုထိမှန်လေတယ်။ယသိကြီးကသင်္ကန်းဆောက်ကိုလက်တစ်ဖက်နဲ့ကိုင်ကဒီကိုလုံးလုံးအောင်လွှမ်းခြုံထားလိုက်ပြီးတော့သင်္ကန်းဆောက်ကိုဟွင့်ရလိုက်တဲ့အခါမှာဆက်လက်နဲ့တွေကသင်္ကန်းဆောက်ကနေပြန်လဲထွက်ခွာလို့မောင်းဆောင်ကြီးကို ပြန်လဲထိမှန်ကမောင်းဆောင်ကြီးဟာရှစ်စိတ်တီးတီးကြွဲကြသွားခဲ့တယ်။ဒေါ်မဲကလက်ထဲမှာကိုင်ထားတဲ့မောင်းနှံကြီးကိုယသိကြီးစီကိုပြစ်လွှတ်လိုက်ပြန်တယ်။ဒီကယသိကြီးကလည်း တန်တမမတ်ဝင်ရောက်လာတဲ့မောင်နှံကြီးကိုလက်ပွားနဲ့ပြန်လဲတွန်းထုတ်လိုက်တယ်။ဒါမဲ့မောင်နှံကြီးစီကိုမော်စွိုင်းရင်တွေကိုပြစ်လို့ပြီးတော့ထပ်မံတွန်းဖို့ပြန်တယ်။ရသေးကြီးကလည်းလဝအတွင်းနေရာမော်စွိုင်းရင်တွေကိုထုတ်ပြီးတော့မောင်တန်ကိုပြန်လဲတွန်းဖို့လိုတယ်။မောင်နှံကြီးကရသေးကြီးနဲ့ဒါမဲ့ကြားကလေပေါ်မှာတန်တန်ကြီးရက်နေတယ်။ဒီအချိန်မှာပဲဒါမဲ့ရဲ့ခြေတော်အတွင်းနေရာနဲ့ချက်ပုံစံအရိပ်လူတွေမြေပြေအတွင်းထဲကိုစီးဝင်ပြီးတော့ရသေးကြီးစီကိုပြေးဝင်သွားလိုက်တယ်။ ယသိကြီးအားမောင်နှံကြီးကိုသာအားဆိုင်နေတဲ့အတွက်အဲ့ဒီအရေးတရောမမြင်တွေ့လိုက်ရအောင်မိခမနေနိုင်တော့တဲ့အတွက်ချုံမအတွင်းထဲရနေခုံထက်ပြီးအဲ့ဒီအရေးလေးတွေကိုဆက်လက်နဲ့နဲ့ပြစ်ခတ်ဖျက်ဆီးလိုက်တယ်ယသိကြီးအားအရေးလေးတွေကိုမြင်တဲ့အခါကျမှအံ့ဩထိတ်လန့်သွားပြီအော်နင်ကငါ့ကိုလှည့်စားပြီးတော့နင်ရဲ့ကပ်ပေါင်းပိုးကောင်တွေကိုလှည့်လိုက်တယ်ပေါ့ဟုတ်လားယသိကြီးအားဆွဲအင်းနဲ့ထပ်မံထက်သွင်းလိုက်တဲ့အတွက်မားထောင်းတန်ကြီးကဝုန်းငနယ်ပောက်ကွဲထွက်သွားပြီး မောင်းနိုင်ရဲ့အစွန်တစ်ဖက်ကဒေါ်မဲရဲ့ရင်ဝတ်ကို ပြေးတိုက်လီတော့တယ်။ဒေါ်မဲအနောက်ကိုလွတ်ထောက်သွားပြီးတော့ပက်လက်လန်ကလဲကျသွားတယ်။ဒီအချိန်မှာပဲရတိကြီးကဗရီတကုံးနဲ့ဒေါ်မဲကိုပြစ်ခတ်လိုက်တဲ့အခါဗရီကဒေါ်မဲရဲ့လက်ပင်းကိုစွန့်မိသွားလိမ့်တယ်။ချုပ်စားဒီဟာမကိုချုပ်ထားစားရတိကြီးအမိတ်ပေးလိုက်တဲ့အခါမှာဗရီကရုတ်တရက်သိငယ်ပြီးတော့ဒေါ်မဲရဲ့လက်ပင်းမှာတင်းကျပ်စွာနဲ့ရစ်ပတ်ထားလိမ့်တယ်။ဒေါ်မဲကလက်နှစ်ဖက်နဲ့ဗရီကိုအဆုတ်ကမြေဖြုတ်ပေးမိတဲ့ ဗရိယအသားနဲ့ကတ်နေတဲ့အတွက်ဖြစ်မြတ်ပဲဖြစ်နေတယ်။အောင်မဲနေရဖြုတ်ချင်သေးတယ်ပေါ့ဟုတ်လား။ရောင်လိုက်စမ်းကျွတ်လိုက်စမ်းဒီချိန်ဗရိလောကမင်းနဲ့ကင်ထားတဲ့တက်လုံးတွေလိုနေရလာပြီးတော့ဒေါ်မဲလဲပင်ကအသားတွေကိုတရှက်ရှက်နဲ့လောင်မြိုက်လိုက်တယ်။အသားတွေလောင်မြိုက်တဲ့အတွက်မိခိုးတွေတော့ဥထွက်လာပြီးညှို့နဲ့နေလဲထွက်ပေါ်လာတယ်။မလောက်ပါနဲ့ရေတိကြီးကျမကြောက်ပါလေကျမကိုခွတ်လို့ပေးပါ။ဘာ နေရအခုမှ ခွတ်လို့ပါတယ်လားနေရအမှောင်စွမ်းနေအတုံးပြုတ်ပြီးသူများတွေကိုတတ်ဖြတ်ခဲ့တော့နေခွတ်လို့ချင်တဲ့စိတ်ဝင်လာသေးရဲ့လားနေရကပားကောင်တွေရောအပေါင်းချပြီးသူများအသက်တွေကိုတတ်ဖြတ်နေတော့တနာတဲ့စိတ်ဝင်ခဲ့လို့လားကျမမှားပါတယ်ရသေးကြီးရဲ့ကျမအနောက်နောက်ဒီလိုမလုံတော့ပါဘူးလို့ဂရိပေးပါတယ်အခုကျမကိုလှုပ်ပေးပါအရင်ကလောက်ခဲ့တာတွေကိုအခုမှမှားပါပြီဆိုပြီးတောင်းပန်နေဆိုတာနဲ့ပြေရောလားဟ။နေတက်ခဲ့တဲ့လူတွေ ဒီဒုက္ခပြီးခဲ့တဲ့လူတွေရဲ့အသက်ကဒီလောက်ပေါတော့နေတယ်ထင်သလားဒေါ်မွေးကချုံွေးချပြီးငိုရိုးနေတယ်ဖရဲ့ပြန်ဆိုတာမကောင်းသူပယ်ဖို့ပဲလူတယောက်ကမကောင်းမှုဆိုရင်သူ့ရဲ့တောရလန်းကတေလန်းတစ်ခုပဲရှိတယ်မိခါရတိကြီးရဲ့အရှိကိုဝင်ရက်ပြီးတော့တို့တတ်မြတ်ဆိုရင်တော့မှအခွင့်မတတ်ပါနဲ့ဦးမင်းကဘာဝင်လျှောက်တာလဲကလေးမကျမသူ့စီကအကျွေးတောင်းမှုလာခဲ့တာအရေးတဲ့အကျွေးရှင်နေနဲ့လာတွေ့နေတယ် သူမသိခင်မြ мян တောင်းမိခကတော်မဲ့ဘက်ကိုလှည့်ပြီးတော့ကျမကိုရှင့်မတော်ပြူကလှုပ်လိုက်တာပဲသူပြောတာရှင်ကသူ့စီကမှော်ချမ်းတစ်ခုကိုပါဝင်ပစ္စည်းတွေနဲ့လဲယူခဲ့တယ်ဆိုဘာမှော်ချမ်းလဲငါဘာမှမသိဘူးရှင်သိ ਉ သိပါလေညာမနေပါနဲ့အဲ့ဒီကြာဥစ္စာပါတို့ညီကိုလျောက်ရဲ့အဖေဆရာကြီးစစ်စင်ခဲ့တဲ့မှော်ချမ်းတစ်ခုပဲဒီချမ်းကိုရှင့်မအကြီးဆုံးတော်ပြဲကိုဆရာကြီးတွေကယုံကြည်မှုနဲ့အပ်ထားရအောင် ဒေါ်ပြူကပြန်ဆိုင်ပြီးယူသွားခဲ့တယ်။သူပြောတာတော့ရှင်ကဒီကျန်းကိုထူဆန်းတဲ့ပါဝင်ပစ္စည်းတွေနဲ့လဲယူသွားခဲ့တယ်။မသိဘူး။ငါမသိဘူး။မင်းပြောတာငါဘာမှမသိဘူး။ဒေါ်မဲတယောက်ဘူးခတ်ညင်းနေတဲ့အတွက်မိခမပြောတာတော့နေပြောတဲ့ကျန်းဆိုတာငါကြားလဲမကြားဘူး။မြင်လဲမမြင်ဘူး။ကဲဟိုရသေးစုပ်။ငါ့ကိုတက်မယ်ဆိုရင်တက်လိုက်။ဒီကျန်းကဆရာကြီးလေးယောက်ရဲ့တခုလဲတော့ကျန်တဲ့ပညာအမွေဖြစ်နေလို့ပါထောမဲ ဒီကရသေးကြီးကအရှိတိုးလာပြီးတော့ဒီလိုကောင်မအနုနီးနဲ့မင်းနေလို့မရဘူးကလေးမရဲ့ဒီအောင်အကျန်းနီးနဲ့မင်းမရမယ်နေအောင်ငါမအမှန်ပြောတဲ့ရစားဆိုတာရှိတယ်ရသေးကြီးကလွယ်အိတ်အတွင်းထဲကဆက်ကူထုတ်လေးကိုထုတ်ယူပြီးတော့ဖွင့်လိုက်တယ်အတွင်းထဲမှာတော့ရစားမုံလေးတွေကိုတွေ့ရတယ်ဒီရစားကိုသူ့ရှာကိုပုတ်ပေးထားလိုက်မယ်သူမှန်တာပြောသေးရတော့ဘာမှမဖြစ်ဘူးဒါပေမဲ့သူ့လိန်ပြောလို့ကတော့သူ့ရှာကကြွတ်တက်လာပြီးပောက်ကွဲထွက်သွားလိမ့်မယ် ယသေးကြီးကပျော်ပျော်ဆူဆူနဲ့ရက်စောင်းမုံကိုလက်ညှိုးနဲ့တို့ယူပြီးဒေါ်မဲရဲ့ရှောက်ကိုပုတ်ပေးလိုက်လေတယ်။ဒေါ်မဲကအတင်းရုန်းကန်နေတယ်။ကဲမှန်မှန်ပြောစမ်းမိမယ်။သူပြောတယ်မှော်ကျန်းဆိုတာမင်းကြားဘူးလား။ဒီတော့မှဒေါ်မဲကတုံ့ပြန်ပြီးတော့ကြားကြားဘူးပါလေ။အဲ့ဒီမှော်ကျန်းရောရှိသေးလား။ရှိရှိပါတယ်။ရှိတော့ပေးလိုက်စမ်း။ဒေါ်မဲကလက်ဝဲမှာဆွဲထားတဲ့ဆွဲကြိုးကိုဖြုတ်လိုက်တယ်။ ဆဲကျိုးရဲ့ထိတ်မှာတော့ရွှေနဲ့ပြုတ်လောက်ထားတဲ့ကြောက်ဘူးလေးတစ်ခုရှိပြီအဲ့ဒီဘူးလေးကိုမိခါကိုပေးလိုက်တယ်ပြုတ်ဝဲကျန်းဆိုတာဒါပဲလားငါမေယောလိမ်မပြောဝမ်းပါဘူးကလေးမငါမစီကရလာတဲ့ကျန်းဆိုတာဒီကြောက်ဘူးလေးပါဒီဘူးလေးထဲမှာကျန်းစာကိုဘယ်လိုထည့်ထားတာလဲမိခါကကြောက်ဘူးလေးကိုဖွင့်ကြည့်ခြင်းပဲမဲ့ဆရာကြီးတွေရဲ့အရှိမသာဖွင့်ကြည့်မယ်လို့ဆုံးဖြတ်ပြီးလွယ်အတွင်းထဲကိုထည့်လိုက်လေရှင်ဒီကျန်းစာကိုလေ့ကျင့်လိုက်သေးလား ငါလက်မချင်ပါဘူးလက်ချင်လို့လည်းမရဘူးကောင်းပြီလေဒါနဲ့တခုမရှင်းလို့မေးပါဦးမယ်ရှင်ကကပားကောင်နဲ့တုံးတယ်ဆိုတော့ကဝါမျိုးကစုံကြည့်ရဲ့ရှာမှာဆွဲကက်နေတဲ့ကပားကောင်ဆိုတာရှင်းထည့်ထားတာလားအဲ့ဒီကပားကောင်ကလူတွေရဲ့ဥကလေစာတွေကိုစုပ်ဝစားတော့နေတယ်ဆိုတာရှင်းများလားဒေါ်မရရတိကြီးကိုတစ်ချက်ကြည့်လိုက်တယ်မင်းနေတာပြောလိုက်လေကွာဟုတ်ပါတယ်အဲ့ဒါငါပဲ မြေမဲကကပားကောင်တွေနဲ့သူ့ထက်ပညာနှူးတဲ့လူတွေကိုအတုံးချပြီးတော့အနေနဲ့အရရက်ကလူတွေကိုလိုက်တက်ခိုင်းနေတာကြပြီလူတွေရဲ့အသေးအသားအစင်နှစ်တွေကိုစားတောက်သုံးဆောင်ပြီးမှုဆွမ်းအိမ်တွေပြေဝနေလို့သူ့တခြားဆုံးကဝေတွေကမရှင်းနိုင်တာပေါ့သူ့ကြောင့်တေဆုံးခဲ့တဲ့လူတွေဟာလက်ချိုးမရင်နာလောက်အောင်များပြားလုံးခဲ့ပြီဒီနေ့တော့မင်းရဲ့အဖြစ်အကျွေးအတွက်ပြန်ပြီးပြစ်ဆက်ရမယ်မိမယ်ယသိကြီးကအဲ့လိုပြောပြီးလက်သေးကိုချစ်နေအောင်ဆုပ်လိုက်တယ်အဲ့နောက်လက်သေးနဲ့ မိမဲရဲ့ငထိတ်ကိုထုချလိုက်တဲ့အခါမိမဲတကောလုံးဓာတ်လိုက်သလိုဖြစ်သွားပြီးငထိတ်မှာရှိတဲ့လက်သေးထုချက်နေရာမှာအနက်ရောင်မိခိုလုံးကြီးတစ်ခုဖြစ်ပေါ်လာခဲ့တယ်။ရသေးကြီးကပါဇက်ဟပြီးမျက်နှာကိုမိခိုလုံးကြီးစီကိုတုတ်ကပ်သွားကပါဇက်နဲ့စုပ်ယူလို့မျိုးချစားတောက်လိုက်လေတယ်။အဲနောက်မှာတော့ရသေးကြီးကအလုံးအရသာရှိတဲ့စားစရာတစ်ခုစားတောက်လိုက်ရတဲ့အလားကျင်းနဲ့စွာနဲ့ပြုံးလိုက်ပါတော့တယ်။အရသာရှိလိုက်တာဟာအဲ့ဒါဘာကြီးလဲရင် မိမဲရဲ့ပညာဆက်ပညာကျိုးတွေပေါ့ဒေါ်မဲဟာမျက်လုံးအိမ်အတွင်းနီးကမျက်ရည်နဲ့ကြီးတွေစီးကြပြီးညိတ်သက်နေလေတယ်ဖယက်ပြန်ရသေးကြီးကတော့ဒေါ်မဲလည်းဘင်းကပရီးကိုပြက်လဲဖြုတ်ယူပြီးပစ္စည်းတွေကိုတိတ်ဆီးနေလေတယ်အဲနောက်မှာတော့ဒေါ်မဲရဲ့ရုပ်အလောင်းကြမီတဟုံဟုံတောက်လောင်ပြီးမျက်စိအရှိမတည်းပြကြသွားပါတော့တယ်အဲ့ဒီမီတောက်တရားထန်းလက်တဲလေးကိုကူးဆက်ပြီးလောင်ကျွမ်းနေတယ်ရသေးကြီးနဲ့မိခါကရာတဲလေးကိုငေးကြည့်နေမိတယ် မင်းလည်းဒီလောကမှာကြည်လဲမယ်ဆိုရင်ကောင်းကောင်းမွန်မွန်ကြည်လဲပါကလေးမမင်းရဲ့စိုးသွမ်းတဲ့တရင်ကိုကြားရတဲ့တနေ့ငါမင်းစီကိုရအောင် ပြန်လာခဲ့မယ်အခုဘယ်တော့မှလည်းရသေးကြည်ပါတဲ့ဆရာပြန်ပြေးဖះကလေးဆိုလားအခုဆရာပဲပြန်ပြေးရမလားဒင်းတို့ပဲပြေးရမလားဆိုတာကြည့်ရအောင်မဟိရသေးကြည်ကဖះကလေးရွာဘက်စီကိုဥတီလို့လမ်းလျှောက်သွားလိမ့်တယ်မိုးတောက်နေပြီ။ ဖလေးရွာအတွင်းထဲကကြအိုးတုံတန်းကိုအတိုင်းသာကြားနေရတယ်။ဇာကြီး၃ယောက်ကတော့တယောက်မျက်နှာတယောက်ကြည့်လို့စိုးရိမ်ပူပန်နေကြတယ်။မိခါကိုအလွန်စိတ်ပူတက်တဲ့ဥဆန်သားကတော့နေမထိထမသာဖြစ်နေတယ်။ကျုပ်တို့မိခါကိုတေရင်းနဲ့ပို့ခဲ့မိပြီလား။မိခါကတွားတဲ့လူတိုင်းတည်တဲ့မြို့ဟောင်းတရတော်မှာပြန်ထွက်လာနိုင်ခဲ့တဲ့လူပဲ။ဒီလောက်ကတော့သူလုံနိုင်မှာပါ။ဒါပေမဲ့အခုချိန်ထိသူပြန်မလာနိုင်သေးဘူးလေ။ ငါတို့ကလေးတယောက်ကိုတိတ်ပြီးယုံစားခဲ့မိတာမှားသားပြီထင်တယ်။ဘာတွေမှားသားတာလဲဆရာကြီး။အဲ့ဒီချိန်ကောင်းငင်ထက်စီကမင်းကလေးအတန်တန်ကြားလိုက်ရတဲ့အတွက်မောကြည့်လိုက်တော့မိခဖြစ်နေတာကိုတွေ့ရတယ်။မိခလေးဘောကနဲ့ဝဲပြန်လို့စိတ်သက်လာတယ်။ဆရာကြီးသုံးယောက်ကမိခကိုပျော်ရွှင်စွာနဲ့စီးကြိုလိုက်တယ်။ဘလို့လဲမိခရလာခဲ့ပြီလား။လေဘောကစေးလာတဲ့မိခကိုဥဆန်သားပွေဖက်လိုက်တယ်။ရတော့ရလာခဲ့တယ်။ ဒါပေမဲ့ကျန်းစာဒီဟာကလေးဖြစ်နေတယ်။မိခရွှေကျုပ်ဘူးလေးကိုပြလိုက်တယ်။ဟုတ်တယ်မိခ။ငါတို့ကကျန်းလို့သာခေါ်ပေမဲ့သူ့ရဲ့အရွယ်အစားဒီလောက်ကလေးပဲ။ဒါဆိုကျမယူလာတာမမှားဘူးပေါ့။ကျမမှားနေပြီထင်တာ။အကိုကြီးဒီကျန်းထဲဘာတွေပါတယ်ဆိုတာသိရအောင်ဖွင့်ကြည့်ပါလား။ဦးစံသားကောင်းငယ်မီရွှေကျုပ်လေးကိုလှည့်ဖွင့်လိုက်တယ်။ဒီကအတွင်းထဲကဆက်ကူလေးလေးတစ်ခုထွက်လာတယ်။ဆက်ကူဆိုပေမဲ့ စက်ကူချောမဟုတ်ပဲမန်းကန်စက်ကူလို့ခပ်ပါးပါးလွလွလေးဖြစ်လေတယ်။စာရွက်ကလေးကိုဖြတ်ကြည့်လိုက်တဲ့အခါမှာတော့တံတောင်ခန့်ရှည်လာပြီးဘာသာသားမှရေးသားထားခြင်းမရှိဘူး။စာရွက်ရှည်ရဲ့ထိပ်ပတ်မှာသွေးသားဆိုတဲ့စာလုံးတစ်ခုသာပါဝင်နေ။မိခါတို့စဉ်းစားမတတ်အောင်ဖြစ်နေမိတယ်။ဒါဆိုအဖေအမွေပေးခဲ့တယ်ဆိုတဲ့မှောက်ကြတကယ်တော့ဘာမှမရှိဘူးပေါ့။မင်းယူလာခဲ့တာဟုတ်ကောဟုတ်ရဲ့လားမိခါ။ဟုတ်တော့ဟုတ်မှာပါ။ လောင်မရပြောတော့ဒီချမ်းကိုသူ့သိလို့မရအောင်လေးချင်းလို့လည်းမရဘူးတဲ့အဖေကတော့အเจ้าမဲ့ဒီလိုလောက်ခဲ့ရတော့မဟုတ်တော့ဘူးလူ့အเจ้าမတမားတဲ့လူတွေလက်ထဲရောက်သွားမှာဆိုလို့ဒီလိုလောက်ခဲ့တာပဲဖြစ်မယ်တေချာပေါ့နီလာတခုတော့ရှိကိုရှိရမယ်ဒီပေါ်ကသေးသားဆိုတဲ့စဒီချမ်းနဲ့များဆက်ဆက်နေမလားသေးသားဆိုတာတော်ဆက်မှုတခုကိုပြောတာပဲအဖေရဲ့သေးသားဆိုတာငါတို့ပဲရှိအောင် အဖေကဘာလို့ဆုတ်လို့ချင်းခဲ့တာလဲသွေးသားဆိုတဲ့အတိတ်ဘေကသွေးတော်ဆက်တဲ့တားကိုဆုတ်လို့တာကွာဒါပေမဲ့ငါတို့အားလုံးကအဖေနဲ့သွေးတော်ဆက်တဲ့တားတွေကြီးပဲမဟုတ်လားဆရာကြီးတို့ကတယောက်တစ်ပါးကိုညှစ်ခုန်နေတဲ့အချိန်မိခကအလေးနဲ့စဉ်းစားလိုက်ပြီသွေးသားဆိုတာဒါကိုဆုတ်လို့ချင်းမဟုတ်မရအောင်သွေးဆိုတာသွေးဆက်တားဆိုတာတားတယောက်ကိုရင်ညွှန်းတာပဲဖြစ်မယ်ဒီတော့တားတယောက်ရဲ့သွေးဆက်ကအဖြစ်ပဲထင်နေတယ် မိခါပြောတာအတိတ်ပဲရှိတဲ့အတွက်ဆရာကြီးကလက်ခံလိုက်တယ်။ဆရာကြီးဥဆန်သာသူ့လက်ထက်ကိုဖောက်ပြီးသွေးဆက်ဒဇက်နှစ်ဆက်ကိုဆောင်ရွက်ပေါ်ကိုချလိုက်လေတယ်။ဒီကဆောင်ရွက်တစ်ခုလုံးကိုသွေးစာသွေးနာလေးတွေစီးဝင်သွားကြတယ်။ဆောင်ရွက်မှာရှိနေတဲ့သွေးကြောမြုံလိုအမြင်လေးတွေအတွင်းထဲစီသွေးမုံလေးတွေစီးဝင်သွားကြတယ်။ရှေ့ကအသုံးပြုတဲ့မိုင်းကင်ဆက်ကူနဲ့ဆက်ကူကျမ်းမှာအဲ့ဒီလိုအကြောမြင်လေးတွေပါဝင်လေတယ်။သွေးစီစင်းသွားတဲ့အကြောမြင်အနီရောင်လေးတွေက တစ်ခုနဲ့တစ်ခုထိဆက်သွားပြီးဆောင်းလုံးတွင်ကိုကူပြောင်းသွားကမန်နံတဘို့အဖြစ်ပြောင်းလဲသွားလိမ့်တယ်။ဆရာကြီးတွေကအဲ့ဒီမန်နံကိုဖတ်မလို့ကြံ့ရလိုက်တဲ့အချိန်ဥဆန်သာကတားမြစ်လိုက်တယ်။နေုံဒီပညာကဒုံညီကိုတွေတရားပညာအထက်ဆုံးလူပဲတင်ကြခွင့်ရမယ်လို့အဖေကပြောခဲ့တယ်မဟုတ်လား။အေးလေကွာ။ညီကိုလေးယောက်တည်းမှာအကိုကြီးဆန်တဲ့ကိုစားဝင်ပြန်တဲ့မိခါအနံ့ရသွားတာမဟုတ်လား။ ဒါကြောင့်ဒီမန်တော့မိခါတယောက်ပဲချစ်ခွင့်ရှိတယ်မဟုတ်လား။ဥဆန်သာပြောလိုက်တဲ့အခါကျမှဥဆန်ပေါ်နဲ့ဥဆန်ပေါ်တို့အနောက်ကိုဆုတ်သွားကြတယ်။မိခါမန်နန်ကိုကြက်မက်ရွတ်ဆိုလိုက်ပြီးနောက်ခုနှစ်ကြိမ်မြောက်ရွတ်ဖတ်လိုက်တဲ့အခါမန်နန်ရေးသားထားတဲ့ဆောက်ရွက်ကတို့လိုလိုမြေးလာငါပြားချသွားခဲ့ပါတော့တယ်။မိခါမင်းမှတ်မိလိုက်ရဲ့လား။မှတ်မိပါတယ်။ဒါပေမဲ့ဒီမန်နန်ကဘာအထွက်လဲဆိုတာမရှိဘူး။တခုခုတော့ရှိမှာပေါ့မိခရာ ကဲမောတောက်တော့မယ်ဆိုတော့ငါတို့ပြန်ကြစို့မိခါတို့ဖျားကြီးဘွားနဲ့ပြန်လည်ဆင်းသက်လာခဲ့တယ်မနက်မိုးလည်းကြက်တော်နဲ့ကြားရမှစိတ်တလုံးလူးလဲထလာတယ်နဘေးမှာအိတ်နေတဲ့မိခါကိုမြင်တော့အလွန်ထူးဆန်းလေတယ်ဟာမိခါတို့တော့သွားပြီဟေ့ညသကောင်ချိန်မှာဆရာရဲ့တွေပညာပြိုင်မယ်လို့ပြောတယ်မဟုတ်လားငါတို့အိတ်နေလို့လွတ်သွားပြီထင်တယ်ပြန်ပြေးသွားပါပြီဦးကြီးစိတ်တလုံးရဲ့ဟင်ဟုတ်လား ဘသူနိုင်သွားတာလဲကျမနိုင်သွားတာပေါ့မိခရနေငါ့ကိုတော့နှိုးတော့မဟုတ်ဘူးဟာငါလည်းကြည့်ချင်တာပေါ့ဦးကြီးစိတ်တလုံးကနှင်းနှင်းချာချာအိပ်ပျော်နေရနဲ့မနှောက်ရှက်ချင်တော့လို့မနှိုးလိုက်တာပါပွဲကြီးပွဲကောင်လွတ်သွားတယ်ဟာအေးရထကရင်မိုးချိုးပြီးတော့မနဲ့ကင်းစာစားတော့ပြီးစီးတဲ့အခါမှာတော့ဆရာကြီးတွေကအိပ်ပျော်မှုအတွက်ပြင်ဆင်နေတယ်ဆရာကြီးတို့ဘယ်ကျန်ကြမှာလဲငါတို့ကကိုယ့်ရောက်ကိုပြတ်မှာပေါ့ဟာ မင်းရရောဘယ်တော့မှလဲမိခါလာပြေကျော်သုံးရက်မှရွှေဟင်းသာဂါရဲ့ဂိုင်းအဆောက်အအုပ်ကိုဖွင့်လှစ်ပွဲရှိတယ်။ကျမအဲ့ဒီကိုပြင်ရမယ်။음။ဘာပဲဖြစ်ဖြစ်ဘကိုးကိုရောက်ရင်တော့ကျမတို့ရဲ့ရွှေဟင်းသာဂိုင်းကိုဝင်နိုင်ပါတယ်။ဆရာကြီးတို့အမြဲကြိုဆိုနေပါတယ်။အေးပါမိခရ။ဒါပေမဲ့ငါတို့မလာဖြစ်ပါဘူး။မြို့ပေါ်မှာဂိုင်းကင်းသားတွေနဲ့ရှုပ်ထွေးနေကြတာဆိုတော့ငါတို့ကဂိုင်းတွေကြဝင်လဲမဝင်ပါချင်ဘူး။ပတ်လည်းမပတ်သက်ချင်ဘူးဟာ။ မိကားတို့ဆရာကြီးတွေနဲ့အတူတူဖလေးရွာကြီးကနေထွက်လာခဲ့တယ်။မြင်းလဲတစည်းကိုငှားရမ်းလာပြီးထုံကြီးဘူရာမှာဆင်းနေခဲ့ကြတယ်။မကြခင်မှာတော့ရန်ကုန်ဘက်ကမောင်းနေလာတဲ့ရထားဟာထုံကြီးဘူသားမှာဆက်ရောက်တာမို့မိကားတို့ပကိုးစီရထားစီးလို့ပြန်လာခဲ့ကြတယ်။ရထားကြီးကတငိမ့်ငိမ့်နဲ့မောင်းနေနေလိမ့်တယ်။မိကားနဲ့စိတ်တလုံးတို့ရထားပေါ်မှာစကားမပြောဖြစ်ကြအောင်စိတ်တလုံးကတော့ရထားပရင်းပောက်ကနေအပြင်ဘက်ရွှေကင်းတွေကိုငေးကြည့်ပြီးတော့လိုက်ပါလာခဲ့တယ်။ မိခါတော့မော်ကျန်းဆောက်ရွက်ကမန်နန်ကိုရွတ်ဖက်ပြီးအဲ့ဒီမန်နန်ရဲ့အကျိုးအသွားကိုလေ့လာတွေးတောနေတညလုံးအေးအေးပြတ်ထားတာမို့ငါမိကအိပ်ပျော်သွားခဲ့တယ်။ယထာအိုအောတန်ကိုကြက်လောင်စွာကြားလိုက်ရတဲ့အခါကျမှလန်နိုးလာခဲ့တယ်။ယထာကဘကိုးဘူရာမှာစိုက်ကပ်နေပြီဖြစ်ပြီးခရီးသည်တွေကယထာဘွားတိုးဝေစဉ်သက်နေကြတယ်။မိခါနဲ့စိတ်တလုံးတို့ဘူရာအတွင်းရနဲ့ထွက်ခွာလာခဲ့တဲ့အခါဘူရာရဲ့အရှိမဆရာကိုင်ကကာကလေးတစည်းနဲ့အသင်ဆောင်ကြုံနေတာကိုတွေ့ရတယ်။ တဲလာကြကားပေါ်တက်ကြဆရာကိုင်းကကျမတို့လာမယ်ဆိုတာဘလို့သိရလဲမင်းတို့ဘကုံးမျိုးအနာ ရောက်ပြီဆိုတာနဲ့အဖွားခင်ရဲ့ကိုရက်ကမင်းတို့ချိတ်ဆက်မိပြီသားပါကွာကဲကားပေါ်တက်ကြဆရာကိုင်းရဲ့အမိုးပွင့်ကားလေးပေါ်စီမိခါတို့တက်လိုက်ကြတယ်ကားကအသက်ပါလားဟုတ်တယ်ကားကလည်းအသက်ဒရိုက်ဘာကလည်းအသက်ပဲဆရာကိုင်းကကားမောင်းတက်သွားပြီလားငါကားမောင်းတင်ထားပါတယ်ကွာ မင်းတို့ကငါ့ကိုအထင်သေးလို့ပါကွာကဲသွားကြမယ်ဟိဆရာကန်ရဂီယာတန်ကိုကြောက်ကနဲ့ရွေလျလိုက်ကကားကိုမောင်းထွက်လိုက်ပါတော့တယ်ဒါမဲ့ကားအရှိကိုမထွက်ပဲအနောက်ကိုဆုတ်သွားတယ်ဆရာကန်ကားအရှိကိုမသွားပါလားဟဲအရှိဂီယာနဲ့အနောက်ဆုတ်တဲ့ဂီယာမှားထိုးပြီလို့ဟိကဲအခုတော့တကယ်မောင်းပြီဆရာကန်ရလေးပါအသက်ကိုနင်းလိုက်တဲ့အခါကားလေးကမြင်းဆောင်ကလွတ်လိုက်တဲ့မြင်းတစ်ခါလုံးခုံပေါက်ပြူလွားပြီး လမ်းမကြီးအတိုင်းထွက်လာခဲ့တယ်။ဆရာကန်ကောင်းမောင်းကျန်းအောင်မို့စိတ်တလုံးတရားခုံကိုဖတ်ထားရတယ်။ဆရာကန်ရေခမညာကောင်းမောင်းတာလဲအရင်စိတ်ဝင်နေတဲ့နှစ်တိုးကြီးကိုလှဲမှာတက်စီထားနေရသလိုပဲနော်ဖြည်းဖြည်းမောင်းပါဗျ။ဟုတ်တယ်ဆရာကန်အပြင်မှာတော့မသိပဲဘကိုးရောက်မှကောင်းမောင်းပြီးသိမထင်နဲ့။ဟုတ်ကဲ့ပါကန်ချုပ်။ဆရာကန်ကကားကိုအရှိန်လျှော့လိုက်လေတယ်။ကားကိုဖြည်းဖြည်းညံ့ညံ့သာမောင်းနေတော့တယ်။အနောက်ကလိုက်လာတဲ့မြင်းလဲသမား ဆရာကိုင်ကိုအော်ဟစ်ကကာနဘီယာဖြတ်တက်သွားတယ်။စပိန်စည်းလာတဲ့ကလာလီတယောက်ကလည်းစပိန်မှာရှိတဲ့ဘဲကိုအတကုံတိခတ်ကကာနဘီယာနဲ့ဖြတ်ကျော်တက်သွား၏။ဆရာကြီးကားကိုလဲလို့မောင်းနေရလား။ဒီလောက်နှင်းနေမှာတော့ကားမောင်းမနေနဲ့။လမ်းချတာတော့မောင်းတော့။အာဒီကလေးတော့ငါလောက်ရင်နားတော့မယ်။ဆရာကိုင်ကကလာလီကိုမမဲလှုပ်လိုက်လိမ့်တယ်။မိခသူပြောတာလည်းဟုတ်တာပဲဆရာကိုင်ရဲ့။ ဆရာကိုင်းကကျမတို့တမင်ရွက်နေသလားမှားတယ်။ဟုတ်ပါဗျာ။မြန်တော့ကလည်းမြန်လို့နေပါဆိုတော့လေကဘာလက်ကအဖေခွားမဲ့အချိန်လောက်နဲ့သွားနေတာ။လမ်းလျှောက်သွားရင်တော့အခုချိန်လောက်ဆိုဖះရှိနေရောက်နေလောက်ပြီ။မင်းတို့ကလည်းအမျိုးမျိုးပါလောက်ကွာ။ကဲငါမောင်းတက်တယ်လို့မောင်းမိဟဲ့။ဆရာကိုင်းကလေးပါကိုစောင့်နေလိုက်တဲ့အတွက်ကအရှိအဟုန်နဲ့မောင်းထွက်သွားလေတယ်။စိတ်တလုံးကကားထွက်သွားတဲ့အခါမှာကြောက်လန့်တကြအော်ဟစ်လိုက်ပါတော့တယ်။ပရိသတ်များရှင့် အဝိဇ္ဇာတော်တောင်းနဲ့မော်ဝင်ကျန်းဇလန်းလေးကတော့ဒီလောက်ပါပဲနော်။နားစင်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူချင်းစီကိုကျေးဇူးအထူးပဲတင်ရှိသလား။စာရေးဆရာအကဆော်လည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။ဒီဇလန်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်။ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမ်းမာခြင်းတွေကိုအစဉ်ထာဝရပါဆိုင်နိုင်ကြပါစေရှင်။